ျွန်တော်ဗီဒီယိုထဲမှာပုံမှန်ဆိုရင်ဒါ20 60တကွက်ကိုအနည်းဆုံး12000ဝန်းကျင်လောက်ဖြစ်နေတဲ့အများတကုံဈေးနဲ့ရှင်းမယ်ဆိုရင်ဒါတဝက်ပေါ့နော် လုံးဝတဝက်ဈေး6000နဲ့20 60ပေါ်မှာနှစ်ထပ်အိမ်အစ်စ်ဆက်ဆက်တလုံးကျွန်တော်ဒီနေ့ဟောက်ဆိုးလို့ပြီးမှဖြစ်ပါတယ် ပြင်ရောင်းလေးရောင်းပြီးမှာပေါ့နော်ပုံဝင်းကျင်ကတော့ဒါအခုမြင်ရတဲ့အတိုင်းပဲဒါအိမ်ဒီအများကြီးအိမ်အစ်စ်အစ်စ်ဒီဒီလူအိမ်အစ်စ်ဒီအများကြီးပုံနေတဲ့အရှိတကုံဘူမပါထူလန်မှနလန်ကြောကပ်ပေါ့နော်နလန်ကြောကပ်မှာရှိတဲ့အိမ်တစ်လုံးပဲဖြစ်ပါတယ်ဒီအိမ်မှာကျွန်တော်တို့ပုံမှန်မြောက်တကုံမှာ house ဆိုးလုပ်နေတဲ့ဒါ20 60တိုင်းမဟုတ်ဘူးအဲ့ဒါနည်းနည်းတော့ထူးခြားတာရှိရဲသူကတော့ four master bedroom ပေါ့နော်ဆိုတော့လမ်းဆိုရင်ဒီမှာလမ်းကတော့ကတ်တရလမ်းခင်းပြီးတဲ့လမ်းကိုမကြည့် ဒီမှာဆိုရင်ဆက်လုပ်ကိုလည်းအရင်မြင့်ပြီးတော့အာကားဝင်လို့မရအောင်မဟုတ်ဘူးဒါဆိုရင်စီဒန်ကားတစ်စီးကောင်းကောင်းဆက်လုပ်ကိုမြင့်ထားတယ်ပြီးရင်ကျွန်တော်ခြံစည်းရိုးတွေရဲ့အဆအာတီချာလေးကိုခိုင်ခိုင်ခက်ခက်လှုပ်ထားတယ်လုံးဘာမှလူလေးတိတ်မရှိအောင်လှုပ်ထားပြီးသားအာနောက်ခြံတကောင်းတော့ဒီလိုဘာကြတကောင်းသုံးထားပြီးရပါတော့ကိုကဒီတော့ဆိုရင်တော့တော်တော်လေးကိုလုံးချုံနေပါပြီဒီမှာတော့ကားပကင်ကနစည်းကောင်းကောင်းရမယ်ကားပကင်နေရာမှာဆိုရင်လဲဒါ heavy duty ခံနိုင်တဲ့ဒါကြွေပြားအထူးကို အာဒါနဘေးပတ်လေးကိုတီချာလေးကတ်ထားပါတော့ဒီမှာဆိုကားအကြီးကောင်းထားလို့ရတယ်ဒီအင်ကိုတော့ကျွန်တော်တို့ဒါ great employer မြန်မာ company ကနေပြီးတော့အကူကြီးကသူကိုယ်တိုင်နေဖို့စောက်ထားတဲ့အိမ်တလုံးပေါ့နော်ဒါပေမဲ့အကူကမနေဖြစ်ဘူးဒီအိမ်ကိုရောင်းပါဆိုတော့အကူကိုယ်တိုင်နေမဲ့အိမ်တလုံးလည်းဖြစ်တယ်တီချာလေးစောက်ထားတယ်အာကျွန်တော်တို့ plain level တွေအများကြီးမြင်ထားတယ်နေရာကလည်းကျွန်တော်တို့ဘာတူလမ်းမကြီးနောက်ကြောကပ်ပေါ့နော်ပြီးရင်ကျွန်တော်တို့အာ အရှိတကုံဆက်မှုစုံတောင်တကုံဆက်မှုစုံဒါဆက်မှုစုံနဲ့လည်းနှီးတယ်မြောက်တကုံနဲ့လည်းအဲနှီးမယ်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ဒါအဝီစီဖြစ်ပါတယ်အဝီစီရနေပြီးတော့ရေးတင်မယ်ဆိုရင်ဒီကိုတက်မယ်ဒီကနေပြီးတော့အပေါ်ဟိုကျွန်တော်တို့အာကွန်ပရက်ဆာကို overhead tank လဲဒီလိုပုံစံ overhead tank တခုရှိမယ်ပြီးတော့မှပဲအောက်ကနေ pressure pad နဲ့အကုန်လုံးကိုတအိမ်လုံးပြန်ဖြန့်ပေးပါပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကြည့်လိုက် chance zero တွေအစဒီလိုမျိုးကျွန်တော်တို့ အာကွန်ကရစ်တိုင်နဲ့တေချာလေးလောက်ထားတယ်ဆိုတော့အခုအိမ်မရှိဘူးတက်မယ်ဆိုရင်ဒီမှာကြည့် plain level တော့ဟာဒီကျွန်တော်တို့အိမ်ရဲ့အာအဲ့ကန်ရဲ့ floor level ကနေပြီးတော့ဟိုလမ်းမနဲ့ floor level နဲ့ဆိုအနည်းဆုံးဒါ၅ပေလောက်ကိုမြင့်တယ်ပေါ့နော်အဲဒါပေမဲ့ကားတက်ကားဆင်းရလေလုံးဝစိတ်ပူစရာမလို့ slope ကိုလည်းအရှိကြီးဘာလို့ဆိုလမ်းကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ထားတယ်နောက် chance you ဆိုရင်လည်းကျွန်တော်ဒီမှာတန်တန်စုကျူးပေါ့နော်နှစ်ထက်လောက်လုပ်လိုက်ပြီဆိုတော့တော်တော်လေးမိုက်သွားပြီအိမ် design ကတော့ဒါ classic ကိုမှကျွန်တော်တို့ modern classic ဖြစ်တယ် simple minimalist ကိုပုံစံအောင်တွားပြီးတော့ရိုးရိုးရှင်းရှင်းလေးပေါ့နော် line တွေပေါ်ထားတာမြင်ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုအင်ဒီဆက်ပြီးတော့လေ့လာရအောင်လာဆိုတော့အခုစကြည့်မယ်ဆိုရင်ဒါဧကန်ပေါ့နော်ဧကန်နေရာမှာဆိုရင်ဒီ league aim ကိုလည်းကျွန်တော်တို့ပုံမှန်ဒီကနေတက်တာကိုတော်တော်မကြိုက်ကြပါဘူးနော်အနောက်ကနေ privacy လေးရှိရှိ အဲကျွန်တော်တို့တခြားဖုန်းရွှေနဲ့ကြည့်မယ်ဆိုရင်လေလီကာကိုအနောက်ဘက်ကယူထားတာဖြစ်တဲ့ဒီနေရာမှာဆိုရင်လေဒါ home garden နဲ့ပေါ့နော်ပုံမှန်ကဒီမှာတခြားပန်းခြံလေးလှုပ်လို့ရတယ်ထိုင်မဲ့နေရာလေးလှုပ်ထားမယ်ဆိုရင်လေ find တယ်အခင်းတော့ဒါအကောင်စားဟို lemonade floor ပေါ့နော်ဒီ lemonade floor ကကျွန်တော်ဗီဒီယိုအမြဲတမ်းပြောဖြစ်တယ်တကယ်တော့ကျုံးကတော့ဒါထဲဝါမှုကျွဲဝချမ်းသာမှုကိုပြတယ်ကောင်းတယ်ဒါပေမဲ့ဒီ lemonade ရဲ့အားတကျက်ကလည်း ယေရှုတန်ခံနိုင်တယ်ယေရှုတန်ခံနိုင်တယ်ရာဒီဥဒုတန်မကြောက်ဘူးခြားတန်ကိုလည်းလုံးဝမကြောက်ဘူးတဲ့ဒီ material အစ်စ်ပေါ့နော်ဒီ ceiling design ကလည်းဒါအပြင် classic design နဲ့ကန့်ညီသွားအောင်ဒီလိုမျိုးပုံစံလုပ်ထားပါတော့။ကဲဆိုတော့ဒီအိမ်မှာတော့အိမ်ခန်းကတော့စုစုပေါင်းကျွန်တော်တို့ရေချိုခန်းအိမ်နဲ့တွဲပါလီခန်းပါမယ်။ဒီမှာမှာဆိုရင်တခန်းဒါအနောက်ဘက်မိဘခန်းဆိုရင်ကက်ဘိနက်တွေအပြည့်။တွဲတော့ကျွန်တော်တို့ဒါ single bedroom size ဆိုပေမဲ့ အာကျွန်တော်တို့ masters king side ကိုထည့်လိုက်ပြီး cabinet ကိုထည့်ဖို့ကောင်းအောင်ဆန့်လေအာစီလင်အလားလေကောင်းအောင်ဆင်ထားပြီးဒါနောက်ရေချူကန်အိမ်သားကိုပြပါမယ်ရေချူကန်အိမ်သားဆိုရင်လည်းဒါရွှေကျော်ပေါ့နော်အာဒါကျော်မြမလေးဆိုကြိုက်တယ်ရွှေကျော်ကတ်ထားတဲ့နေဒီကြည်ပြားပေါ့နော်ကြည်ပြားနဲ့ပိုးထိုင်ပြီးစင်အကုန်လုံးတော့သူ့နဲ့တူတခြားထည့်ထားပြီးဒါဒါကတော့3 6000 then 20 60 ဟိုမြေကွက်ပေါ်မှာနှစ်ထပ်ဆောက်ထားတဲ့အိမ်တစ်လုံးရဲ့ quality ပေါ့နော်ဒီမှာတော့ဘာလို့လဲဆိုတော့ကိုကတော့ဒီ great empire ဟိုမြန်မာကိုတိုင်းနေဖို့ကိုတိုင်းဆောက်ထားတယ်တခြားအိမ်တွေလည်းကျွန်တော်ဗီဒီယိုလုပ်ပေးဖို့တယ်ဆိုတော့ဒီ company ကနေဆောက်ထားပါဘောနော်အခုဒီမှာကြည့်လိုက်ဒါဆိုရင် granite granite ဒါအပေါ်မှာအပေါ်အောက် cabinet တွေလည်းရေစုခံတဲ့ဒီလိုမျိုး material အစ်စ်နဲ့လုပ်ထားတယ်ကျွန်း texture ပေါ့နော်အခင်းကတော့ဟို marble texture နဲ့ကြွေပြားခင်းထားပြီးပြီးတာဆိုတော့ဒီအနောက်ဘက်မှာလည်း lighting လေးပါလေးရှာရမှာเนาะအခုဒီနေရာတော့အရှိတကုံအသုံးရွက်ွက်ဖြစ်ပါတယ်ကျွန်တော်မြောက်တကုံလိုပဲအိမ်တိုင်းနေရာတိုင်းလမ်းတိုင်းမှာလုံးဝအခုဒီအိမ်ပုံစံမျိုးတွေအများကြီးဖြစ်လာပါเนาะတော်တော်လေးစီကားတယ်ဘာလို့ဆိုရင်အာမြောက်တကုံပဲကြတော့အာဈေးကတော့တထောင်ကျော်တွေဖြစ်သွားတယ်ဒီဘက်မှာဆိုရင်မြေကွက်တကွက်20 60ကို2000 2500အနည်းဆုံးပဲပုံမှန်နေရာကောင်းလဲဆိုရင်3000လောက်ရှိရယ်2500ဒီအိမ်လူ တလုံးဆောက်မယ်ဆိုရင်3000 3000ကလည်းကုန်ဆိုဈေးတော်တော်တန်တယ်ဒါကြောင့်မလို့ကျွန်တော်က recommend ပြရအောင်နော်အဒီမှာဆွေလဲတာအများသုံးဖို့ရွှေခန်းအိမ်တာတစုံပါမယ်ကျွေပြားတွေကတော့ non slip ပေါ့နော် so အဆွေကျွန်တော်တို့မြေထက်ကြည့်ပြီးသွားရင်ဆိုတော့ဒုတိယအတော့တက်ကြည့်ပြီလျှံဒီဒီဟာဒီဆိုရင်ကနုတ်လေးတွေပေါ့နော်အခင်းကတော့ lemonade flow ပေါ့နော် lemonade flowing ဒီအခင်းကတော့ဖျားချောင်းဆောင်အနေနဲ့အာသုံးဖို့ရွယ်ထားတာဖြစ်ပါတယ်အဖျားချောင်းဆောင်မလို့တဲ့တခြား ဟိုဘုရားပါတာမဟုတ်ဘူးဆိုရင်လည်းဒါ family living room လို့လို့ရတယ်ပေါ့နော်အဓိကတော့လင်းတယ်ဒီမှာကြည့်လင်းတယ်လေကောင်းလေတန်းရမယ်အာနေရိပ်မယ်ဘာဆိုရင်အလဲကလည်းမြောက်ဘက်အလဲပေါ့နော်ဒီကနေပြီးတော့ဒီမှာဆိုရင် car parking ကောင်းကောင်းဝင်စည်းရတယ် ground tank ဆိုပြီးမြေကြီးတဲ့ကိုမတူးတော့ဘဲနဲ့ဒီလူမျိုးဆေးကြောရလွယ်တယ်တန့်ရှင်းရလွယ်တယ်ရွှေ့ပြောင်းလွယ်တဲ့အာ tank ကိုတုံးလိုက်တယ်အဲစက္ကန့်အပေါ်မှာတန့်ကိုတင်ပေးလိုက်တယ်တော်တော်လေးအိုင်ဒီယာကောင်းတဲ့အိမ်တလုံးဖြစ်ပါတယ် ပြီးတော့အပေါ်မှာလည်း overhead tank ရှိမှာပေါ့နော်ဆိုတော့ဒီအခင်းတွေအစဒါစဂျင်းကြောက်လူမျိုး marvel အစစ်ကိုခင်းတာပြီးတော်တော်လေးအေးတယ်အိမ်တလုံးလုံးပေါ့နော်ဒီတိုင်တွေဒီကျိုးတွေနေရတယ်ဆိုရင်တော်တော်လေး simple ဖြစ်ပြီးတော့ဟိုကြည့်လို့လှတယ်ဆိုတော့အခုဒီဘက်မှာအာကျိုးကအိမ်ထဲတွဲပါတဲ့နောက်အခန်းတစ်ခန်းပေါ့နော်ဒီမှာဆိုရင်လည်းခိုင်ခန့်မှုအတွက်သူကတော့ဒီလိုမျိုးအလဲဥတိုင်းလွတ်မဟုတ်ဘဲနဲ့တိုင်အပြစ်လုပ်ထားတယ်နောက်တစ်ခုကဒီရေချူကန်အင်တာလည်း ။သူက compact တော်တော်လေးကိုဖြစ်တယ်။သူက compact တော်တော်ဖြစ်တယ်။အာ shower space ကြီးအားလုံးပေါ့နော်။ဒါ26စင်မှာအဒီလိုမျိုးပြည့်ပြည့်စုံစုံထားနိုင်ဖို့ဆိုရင်မလွယ်ဘူးနော်။ဒါကတော့အနောက်ဆုံးအခန်းပေါ့နော်။ဒါအနောက်ဘက်အခန်းသူလေးရေချွမ်းအိမ်နဲ့တွဲရပဲ။ဒီမှာကတော့ဟိုဒီလို bedroom အကျဲတော့3 bedroom ဒီချူဟန်အင်တာ toilet တိ attached တွေပဲပြီးတော့အများသုံးဖို့ချူဟန်အင်တာတစ်စုံဆိုတော့ bathroom က၄ခုပေါ့နော်ဒီအနောက်ဘက်ဆိုရင်လည်း veranda ပေါ့နော် ဆိုဒီမှာဆိုရင်ဒီမှာကြည့်ဒေဒီကနေဆိုရင်ဒါလုံးချင်းနေပေါ့နော်ဒီလုံးချင်းနေဟိုဘက်လုံးချင်းနေဟိုဘက်လုံးချင်းနေအဲလုံးချင်းနေလုံးချင်းနေအများကြီးစောက်လာတာကိုကျွန်တော်တို့ဟိုမြင်ရတယ်ပြပြသားတွေလည်းအများကြီးရှိရဆိုတော့အခုဒီအရှိတကုံကလည်း market တကူကပြောမယ်ဆိုရင်တော့မြောက်တကုံကဈေးကတော့တော်တော်လေးများတော့ပြီဆိုတော့မြောက်တကုံကလူတွေလည်းအဲ့ဘက်မှာရောင်းမြေခွက်တကူကိုအခုအာ1000ဝယ်1000ဝယ်မှာရရင်ဒီဘက်မှာအိမ်ပါမြေကြီးပါ အခုဒီဒီအိတ်ဆိုရင်ဒါ6000လေးဈေးဖွင့်ထားပါနော်။ဝယ်ယူခိုင်းနေတွဲဖြစ်တယ်။ဆိုတော့ဝယ်လို့ရတယ်။ကဲဆိုတော့အခုကျွန်တော်တို့အပေါ်ဆုံးအလော်တက်ကြည့်မှာဖြစ်ပါတယ်။ Let's go ။ဆိုတော့အခုကျွန်တော်တို့ဒါအပေါ်ဆုံး roof ဖြစ်ပါတယ်။ဒီ roof မှာဆိုရင်လည်းဒီလိုမျိုးရေစုခန်း epoxy ဘာညာတေချာလေးလောက်ထားပြီးတာမီးဒီဘာညာတေချာလောက်ထားပြီးတာကဲအပေါ်ကနေကြည့်မှာပဲတေချာမြင်ရတယ်ကဲဒီဘက်မှာဆိုရင်လုံးဝတိုက်တယ်တိုက်တယ်ဒီဘက်ချမ်းမှာလည်းဒါတိုက်တယ်ပဲ။ ော်ဒီဘက်ချမ်းတချမ်းလုံးလမ်းဆိုရင်လဲဒါလမ်းအကျယ်ပဲမြောက်တကုံနဲ့လုံးဝမသိမ့်မရင်ပဲကိုရောက်သွားရင်မြောက်တကုံနဲ့ရောက်သွားတဲ့အတိုင်းပဲအရှိတကုံကျွန်တော်တို့အာဒါဘူမူပါထူလမ်းနှစ်လမ်းသုံးလမ်းကြောကက်ပါနော်ဒါကတော့အနောက်ဘက် overhead tank ဖြစ်ပါတယ်ဒီမှာဒီမှာ overhead tank ရှိမယ်ဒီမှာကြည့်လိုက်ကဲဒီမှာဆိုရင်တိုက်တယ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 ်ဆိုတော့ဒီနေရာကလည်းအာနေရာအနေထားရော အားလုံးကဈေးနှုန်းကရောအဆင်ပြေတဲ့နေရာတခုပေါ့နော်။သိန်း6000နဲ့ရောင်းမယ်ဒါ great employer မြန်မာကနေပြီးတော့ကိုယ်ပဲနေဖို့စောက်ပြီးတော့အခုရောင်းဖြစ်သွားတယ်ပေါ့နော်။ဒီအိမ်ကိုစိတ်ဝင်စားမယ်ဆိုရင်လည်းဆက်သွယ်ရပါတယ်။ဆိုတော့သူကတော့မြေအမျိုးအစားတော့ဗမင့်မြေအမျိုးအစားဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။